ဒါလို့သတိရပါနော်မကောင်းတဲ့မျိုးစီပဲဖြစ်ဖြစ်အသီးအောင်အဲ့ဒီမျိုးစီကအောင်နေတယ်ဆိုရင် အသီးသီးလိမ့်မယ်ပြန်ပြောမယ်နော်မကောင်းတဲ့မျိုးစီဖြစ်နေတယ်အဲ့မျိုးစီကအသီးအောင်နေတယ်ဆိုရင်မျိုးစီအောင်နေတယ်ဆိုရင်အသီးသီးလာမှာဖြစ်တယ်ဒါကြောင့်သတိရပါတချို့တွေကဘာပြောတတ်ကြလဲဆိုတော့ငါကနင်နာသွားအောင်တသက်လုံးမှတ်သွားအောင်ကျိုးပြတ်သွားအောင်ပြောနိုင်တဲ့စကားလုံးလေးတွေရှိတယ်ဆိုပြီးတော့အမြဲတမ်းချိန်ချောက်လေးရှိတယ်ကိုယောက်ျား မျိုးသမီးတွေဟုတ်လားကိုယောက်ျားကလည်းသူ့နာသွားလောက်တဲ့တိုင်အောင်အရန်ကောင်းတဲ့အရန်ကောင်းတဲ့ဆိုတာအရန်ကိုဖွင့်ဖြိုးနေတဲ့မကောင်းတဲ့မျိုးစေ့ဒီလိုတော့အောင်ပါဘောအရန်ကိုဖွင့်ဖြိုးနေတဲ့မကောင်းတဲ့မျိုးစေ့တွေကိုတို့ထားတာရှိတယ်အဲ့တော့ကိုလုံးဝလုံးဝမထုတ်လာပါနဲ့တိတ်ကြောက်စရာကောင်းတယ်အမြင့်တက်ရတဲ့အခါမှာတားစင်မြေးဆက်အထိလိုက်သွားတယ်မိဘတွေကစကားပြောနေတယ်ဆိုတော့ဟာကလေးတွေကလည်းမနှောက်ရှက်ဘူးပေါ့ကလေးချင်းချင်းကစော့ကစားနေကြတာ ဆော့ကစားနေပြီးတော့မှဘာတိုင်းဆော့ကစားကြလဲဆိုလင်မယားလိုတိုင်းကစားကြတာဟဲ့ငါကတော့ယောက်ျားလုံးမယ်နေကတော့မိန်းမလုံးဆိုပြီးတော့ကစားကြတော့လူကြီးတွေအကြည့်ပြီးတော့ဟိုရည်နေကြတာပေါ့အော်ငါကလေးတွေကြီးလာလို့ရှိရင်သူတို့နှစ်ယောက်များရမလားပေါ့အဲ့နဲ့သူတို့အဖေမေကလည်းခေါ်လိုက်ပြီးတော့မှကလေးတွေဒီလိုကစားနေတဲ့အခါမှာချစ်စရာကောင်းတာ哦။ကဲငါကတော့ယောက်ျားလုံးမယ်နေကတော့မိန်းမလုပ်ဆိုပြီးတော့ပြောနေတဲ့စကားပေါ့။အာတခါတည်းအတူတူလက်တွဲပြီးတော့သွားကြမယ်ပေါ့။ဒါနဲ့ဖြစ်ချင်တော့အဲ့မှာရှိတဲ့ဒီဘက်က ဇနီးမောင်နဲ့နှစ်ယောက်တည်းကစုံနှဲနဲ့တွဲတဲ့ကတစ်ဖက်ကဘာပြောလဲဆိုတော့တားတဲ့မင်းကြီးလာလို့ရှိရင်တဲ့ဘလိုမျိုးပေါ့နော်အဲဘလိုမျိုးအိမ်အောင်ဘက်မျိုးပေါ့ယောက်ျားမျိုးလောက်มาလဲလို့မေးလိုက်တဲ့အခါမှာသူ့ရဲ့တားလေးကဘာပြောဆိုအဖေလောက်တလို့ပေါ့တဲ့အမေကိုမနဲ့ကြရင်လက်သီးနဲ့ထိုးသူကျွန်တော်ကတဲ့ကျွန်တော်မိန်းမကိုလက်သီးနဲ့ထိုးมาအဖေကတဲ့အမေကိုဆဲတယ်လို့ကျွန်တော်ကကြီးလာလို့ရှိရင်လဲအဲ့လိုမျိုးကျွန်တော်ကကျွန်တော်ကျွန်တော်ရဲ့မိန်းမကိုဆဲมาပေါ့တဲ့ကြီးနော် တတိယစီစဉ်တဲ့ညီကိုမောင်မတို့မျိုးစီဆိုတဲ့အရာကသားသမီးထိအမြဲတမ်းပါပါတယ်။ဒါကြောင့်မလို့ကိုကတော့မကောင်းတဲ့မျိုးစီကိုချေးပြီးတော့ကိုယ့်ရဲ့သားသမီးလက်ထက်မှာကောင်းတဲ့မျိုးစီစားခြင်းလို့မရပါဘူး။အာမင်။ဒါကြောင့်အသီးနှံတွေကိုစစ်ဆေးဖို့ရန်အတွက်လိုအပ်တယ်။ဘာလို့ဖို့ရန်အတွက်လိုအပ်တယ်။အသီးနှံတွေကိုစစ်ဆေးဖို့ရန်အတွက်လိုအပ်ပါတယ်။ဆိုပါစို့တင့်ရဲ့အာသားသမီးဒါမို့တင့်ရဲ့ဇနီးတဲ့ခင်မွန်းတဲ့ထဲမှာတခုခုပေါ့လူတွေရဲ့အရှိမရိုသေပေးတဲ့အရာကိုမြင်လို့ရှိရင် မှတ်ထားပြီးတော့မှအဲ့ဒီအသီးနှံမျိုးထပ်ပြီးတော့ပေါ်လာဖို့ရန်အတွက်ကောင်းလိုက်တာတာသမီးဆိုလို့ရှိရင်လည်းဒီအတိုင်းပဲဒီနေ့ကတော့ parenting မဟုတ်တော့ parenting နဲ့ပတ်သက်တဲ့အရာတော့မသွားတော့ဘူးအဲ့တော့ဇနီးတယ်ဆိုလို့ဟဲ့ဇနီးတယ်ရဲ့နေတော်လိုက်တာနေအိမ်မှာလာတဲ့အဲ့တဲ့တွေကိုအခုလိုချက်ပြုတ်ကျွေးမွေးလိုက်တဲ့အခါမှာလေငါရမ်းမျက်နှာရတာပဲဒါဆရာစောပြောတဲ့စကားပေါ့ဒါနဲ့ကျမနောက်တစ်ခေါက်ထက်ချက်ချင်သွားတာပေါ့ဒီလိုသဘောရှိတယ်နော် အဲ့တော့ကျွန်တော်ကျွန်တော်မိမချက်တဲ့ဝတ်သားတို့တို့ကအရန်ကောင်းတာပဲပြောပြောနေတော့ကျမဝတ်သားတို့တို့ပဲချက်ရှင်တော့တာကျွန်တော်မိမကအင်တန်ရှင်တိတ်တော်တာပဲပြောတော့ကျမအိမ်ကိုလူတွေလာတဲ့အခါမှာအိမ်ကတန့်ပြတ်နေဖို့နဲ့ကျမကအမြဲတမ်းပြင်ဆင်ပေးလေးရှိတယ်ဟာကျွန်တော်အမျိုးသမီးကအရန်လှတာပဲလို့ပြောလိုက်တဲ့အခါမှာကျမကဘာလို့လဲဆိုတော့လှတာပတာဖြစ်အောင်နေတက်ဖွင့်အတွက်ပြင်ဆင်ရတော့တာပေါ့ ဲ့တော့ဒီမှာဆိုလိုချင်တဲ့အရာတခုကဘာလဲဆိုတော့ကောင်းတဲ့အသီးနှံကိုယ့်ရဲ့ဇနီးတယ်ခင်မွန်းတယ်သားသမီးပေါ်မှာမြင်တွေ့ပြီဆိုရင်အဲ့ဒီအရာထပ်ခါတလဲလဲပြန်လှုပ်ချင်တဲ့စိတ်ဖြစ်ပွင့်အတွက်ပြန်ပြန်ပြောပေးရတယ်ချီချူးပေးရတယ်ဂုဏ်ပြုပေးရတယ်ဘေးနားမှာခင်မွန်းတယ်ဇနီးတယ်ရှင်ပြောလိုက်ပါငါ့ကိုကောင်းတဲ့အသီးနှံပြန်ပြီးတော့တိုးပွားပွင့်တယ်လှုပ်ပေးပါလို့ပြောလိုက်ပါကောင်းတဲ့အသီးနှံတိုးပွားပွင့်တယ်ငါ့ကိုလှုပ်ပေးပါအပြိုလူပြိုတွေကလည်းကြည်ကြလူမရှိဘူးနော်